ဗုဒ္ဓအဋ္ဌိလက်ထိဘာဝရသော်ဘုရားဆိုတာတကယ်ရှိခဲ့သလားသို့မဟုတ်တကယ်မရှိခဲ့ဘူးလားသမိုင်းထောက်ထားနဲ့ရှိခဲ့သလားဆိုတာဘယ်လိုနဲ့သိနိုင်သလဲဆိုဘေကောမေးတာပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာဝင်လည်းကိုယ်မေးရင်ဘယ်လိုဖြေရမလဲဆိုတဲ့အဖြေလေးတွေကစိတ်ဝင်စားကြအောင်အကောင်းဆုံးမတ္တနာယူကြမယုံကြည်တဲ့ပုဂ္ဂိုလ်အပဲဖြစ်စေ ဒီမိဂုံနေကိုမေးလာတဲ့အခါဖြေနိုင်ဖို့လိုအပ်တယ်ပေါ့။ရမယကဘုရောဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမိဂုံမျိုးတွေမေးခဲ့ကြတာတွေရှိတယ်ပေါ့။ဘုရောဘာသာထဲမှာလည်းမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီမိဂုံမျိုးတွေမေးထပ်တယ်ပေါ့။အဲတော့မိလိမ့်နဲ့မင်းကြီးကတော့သူကိုယ်တိုင်ကဖိတကသုံးပုံစာပေတွေကိုနှစ်နှစ်ဆက်ဆက်လေ့လာပြီး မရှင်းလင်းတဲ့အချက်တွေမေးတာတော့သူကိုယ်တိုင်ကဘုရားကိုမယုံကြည်သူတော့မဟုတ်ယုံကြည်သူဖြစ်တယ်ပေါ့သို့တော်လည်းဒီလိုမေးခွန်းနေမေးမဲ့ဆိုလို့ရှင်ဘယ်လိုဖြေကြမလဲဘယ်လိုဖြေသလဲဆိုတာကိုသူသိရှိနားလဲခြင်းလို့မေးတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့သူကမေးခွန်းတဲ့စာတယ်သူကဘုရားရှိမရှိဆိုတဲ့နေရာမှာအရှင်နာဂတိနာတဲ့အရှင်ဘုရားဗုဒ္ဓအဘော ိုတိုင်မြင်မှုသလားဆိုမိကွန်မြင်ဒီမိကွန်ကစကားကတ်တော့မဲ့ဆိုတော့ဘောဆိုဘုရားပြိဋိဘံစံသွားတာနှစ်ပေါင်း900နိဗ္ဗာန်ရှိအဲ့မှာဘုရားကိုကိုတော်ကိုတိုင်မြင်ခဲ့တာလားဆိုမိကွန်မေးတာနော်သူစတင်မေးလိုက်တော့ဘုဒ္ဓတရားထိတ်တော်ရှင်ဘုရားကိုတိုင်ဘုရားကိုမြင်ခဲ့ဘူးသလားလို့ဆိုရှင်နာသကသေနာဖြေတယ်နာဟိမာရသာမမြင်ဘူးပါဘူးလေ ဖះကိုသူကိုယ်တိုင်မမြင်ခဲ့ဘူးပါဘူးတဲ့မမြင်ခဲ့ဘူးလို့ဖြေတဲ့အခါကျထပ်မေးတယ်ရှင်ဘုရားမမြင်ခဲ့ဘူးဆိုရင်ရှင်ဘုရားဆရာတွေရောဖះကိုမြင်ခဲ့ဘူးသလားသူရဲ့ဥပိ္ပဇေဆရာတွေကလည်းဘုရားပြိဋိဘံစံပြီးမှပြိဋိဘံစံပြီးနှစ်ပေါင်း900နိဗ္ဗာန်ခါမှပေါ်လာတဲ့ပုဂ္ဂိုလ်တွေကိုအဲ့တော့ဖြေတယ် เอตรุละไม่เห็นผู้กว่ากูเด้ตูโกไดแลไม่เห็นผู้ตูเสียอะไรก็แลพะยากูไม่เห็นผู้ไม่ตื่นผู้เอลุสุโลชิน เตนะหินัตถิพุทธองไม่เห็นผู้สุโลชินพะยาไม่ရှိผู้บ่เด้ทีนี้ပြောได้สกาเนี่ยตูอ่ะกัดပြီးတော့เบ้ได้ปุ๊บนะโลกมาไม่เห็นผู้มาရှိတယ်လို့ပြောလို့ย่าတော့มาหมอกตาไม่เห็นผู้ได้ရှိนะ မမွေးခင်ကကို့အဖေကိုမြင်မှုကြတော့လားနော်မမွေးခင်ကဘယ်သူမှမြင်မှုတယ်မဟုတ်အမေလည်းမမြင်ဘူးအဖေလည်းမမြင်ဘူးမွေးလာပြီးတော့မှဒါအမေဒါအဖေဆိုပြီးမသားချသူတို့အဲ့တော့ဘုရားဆိုတာကိုကိုတော်ကိုတိုင်းလည်းမမြင်ခဲ့ဘူးကိုရောဆရာတွေကလည်းမမြင်ခဲ့ဘူးဆိုရင်ဒီလိုဆိုရင်ဘုရားမရှိဘူးပေါ့လို့ ဒီလိုပြောတာအဲ့တော့ရှင်လာကဒေနာသူ့ကိုပြန်ပြီးတော့မေးခွန်းထုတ်တယ်ကိမ္ပနာမဟာရာဇဟိမဝတိဥဟာနတိတရားဒိဋ္ဌဟိမတာမအဲ့ဒီခေတ်တုန်းကဥဟာဆိုရက်မြင့်ကြီးရှိတယ်ဒီမြင့်ကတခြားနေရာမှာတော့မတွေ့ဘူး အခုဝိလိနဲ့ပြင်ညာမှာသာလေဥဟာလို့မြည်ရတဲ့မြည်ရှိဘိမောတာတောင်ပေါ်မှာဒါကတော့တောင်ကြားမြည်ဆိုတော့ရှိနေတာဘုမပြေပါလဲမြည်တည်များအများရှိတာပဲလေဒုထဝတိမြည်တို့ပါလို့ဆိုတာတချို့လူတွေမြင်မှုချင်မှမြင်မဲကောင်းမြည်တို့မြည်တည်ဆိုတာတော့ရှိတာ တိဘောမြို့နယ်နေတဲ့လူတွေကတိဘောမြို့နာကပ်ပြီးတော့ဒုထဝတိမြစ်ကစီးသွားတာစီးသွားတော့တိဘောမြို့ကလူတွေကတော့ဒုထဝတိမြစ်ကမ္မမှာနေချတော့ဒီမြစ်ကိုသိကြဝိလန်နဲ့ဒေတာပုဂ္ဂိုလ်တွေကတော့ဒီမြစ်ကိုသိမှာအဲ့တော့ဟိမွန်တတောင်ဆိုတာလူသူရောက်ပေါက်နေတဲ့နေရာမှာမိရိဒာမင်းကြီးကလည်းဟိမွန်တတောင်နှစ်နှစ်ဆက်ဆက်အကုန်သူရောက်ဖို့မဟုတ်ဘူးအဲ့ဒါကြောင့်မို့ဟိမွန်တတောင်က ။ပမိုင်းသဘောအရာဟိမတတောင်မှာဥဟာဆိုတဲ့မြင့်ရှိတယ်။နော်မြတ်ဝပြည်မှာတောင်မှာပဲ။မေခမေလိခဆိုတဲ့အေယဝဒီရဲ့အစမြင့်တည်ဟာမရောက်ဘူးတဲ့လူကြတော့ထူးဆန်းတယ်။အဲ့မေခမေလိခရဲ့အထက်မှာတခါရှိသေးတယ်။မူလာရှိတီဆိုတာရှိသေးတယ်။နော်ဘုရားအုပ်ပဲမူလာရှိတယ်။ဘုရားတို့တောင်မနစ်ကမှမြင်မှုတဲ့အဲ့ဒီမြင်ကို မူလရှိတီကနေပြီးတော့စီလာအဲ့တော့ကိုပြောက်ဖူးတဲ့နေရာဆိုရင်တော့မြင်ဘူးဟုဆိုတော့ဓမ္မခဲနေဣမောတ္တမဥဟာဆိုတဲ့မြင့်ရှိတယ်ဥဟာမြင့်ကိုသေမင်းကြီးမြင်ဘူးလားလို့ဆိုမမြင်ဘူးပါဘူးတဲ့သေမင်းကြီးရဲ့ဟာကမီးတော်ရောအဲ့ဒီမြင့်ကိုမြင်ဘူးသလားဆိုဟာကမီးတော်လည်းမြင်ဘူးတယ်လို့ပြောဘူးတဲ့ ဒီလိုဆိုရင်ဥခာမျက်စောမရှိဘူးပေါ့တချို့ကိစ္စတွေကြတော့စကားကတ်လို့ရှင်အကတ်နဲ့ပဲပြန်မေးရတယ်ကွာကတ်တဲ့စကားနဲ့ပဲပြန်မေးရတယ်အနုဘုဆိုလို့ရှင်ပြဿနာမပြေတတ်ဘူးပေါ့ဒါဖြေတဲ့နေရာမှာစီကံဟောလိမ္မာကျွမ်းကျင်မှုလို့ဆိုရှင်နာကဒိနာက မိကောအဖြစ်ထုတ်တဲ့နေရာမှာလိမ္မာကျွမ်းကျင်တော့မိလိမ္မာမင်းကြီးကိုပြန်ပြီးတော့သူကမိကောနေပြန်ထုတ်တာပြန်ထုတ်တော့ဒီလိုဆိုလို့ရှိရင်တင်မင်းကြီးကိုယ်တိုင်လည်းဥဟာမြင့်ကိုမမြင်ဘူးဘိမွန်တတောင်ကဥဟာမြင့်ကိုမမြင်ဘူးတင်မင်းကြီးရဲ့ခမည်းတော်ကြီးကလည်းမမြင်ဘူးဆိုဘိမွန်တတောင်ကဥဟာမြင့်မရှိဘူးပေါ့မမြင်ဘူးရင်မရှိဘူးပေါ့လို့ ဒီလိုမှတ်ချက်ဆွဲလိုက်တဲ့အခါကျတော့ဘာပြောတော့ဆိုရှိတယ်ပေါ်တဲ့အရှင်ဘုရားဘာလို့လို့ဆိုရင်ဥက္ကမြေအကြောင်းကိုရေးသားပြီးပြောဆိုထားတာတွေရှိတာကိုဥက္ကမြေရှိတာပေါ်တဲ့တပည့်တော်ကိုယ်တိုင်မမြင်ဘူးဆိုလဲတပည့်တော်ရဲ့ခမည်းတော်ကြီးမမြင်ဘူးတော့လဲဥက္ကမြေဆိုတာရှိတယ်နော် မမြင်မြင်ဘူးတာမမြင်ဘူးတာ ਨੇ ဆိုင်မမဆိုင်တာရှိမရှိကလူကအကုန်လုံးလိုက်ပြီးမြင်ရတာမြင်ဘူးတာမှမဟုတ်တာအဲ့တော့အဲ့တော့မမြင်ဘူးလို့မရှိဘူးဆိုတဲ့ပုံစံမျိုး ਨੇ ပြောတဲ့အခါကျတော့လိမ္မာပတ်နတ်စွာမေဟောနေပြန်ပြီးတော့နေတဲ့အခါတော့သူအဖြစ်ပေးပြီးသားဖြစ်သွားဟိုဟာမြင်ဆိုတာရှိတယ်ဆိုတော့ရှင်နာကတိနာ ဒီတိုင်းပဲပေါ့တဲ့ငါလည်းမမြင်ဘူးငါရဲ့ဆရာတွေလည်းမမြင်ဘူးဒါပေမဲ့တို့ဘုရားဆိုတာရှိတယ်ဟာဒီလိုပြန်ပြီးတော့သူကဖြေးလိုက်တာပေါ့နော်အဲ့တော့ဖြေးဆုံးမှုနဲ့ပတ်သက်ပြီးတော့လိမ္မာကျန်းကျင်မှုသင်ကြားပို့ချပေးလို့ဟောမယ်မိလိမ္မာမင်းရဲ့မိဂွန်ဟာယုတ်တည်းဆိုရင်ကြောင်သွားနိုင်တယ်ပေါ့ ဟုတ်ရရှိလားမရှိလားဆိုတော့မိဘဟာမမြင်ဘူးရင်မရှိဘူးဆိုတော့ conclusion ကိုဆွဲမဲ့သဘောတူမှာတော့တော့လောကကြီးမှာမမြင်ဘူးပဲနဲ့ရှိနေတာတွေအများကြီးပဲပင်လယ်ထဲမှာအလွန်ထူးဆန်းတဲ့သရဝါတွေနော်မမြင်ဘူးတောထဲမှာအလွန်ထူးဆန်းတဲ့သရဝါတွေမြင်မှုကြတာမဟုတ်သို့သောတစတစနဲ့လောကမှာထူးခြားတဲ့အရာတွေဟာ စုစံလေးလာသူတွေကဒီကနေ့ခစ်တော့ကမရာတွေနဲ့ကျုပ်ပုံလွားတွေမှတ်တမ်းတင်ပြီးတော့ပြတဲ့အခါမှာတော်တော်များများလူတွေဟာသိရှိလာကြမြင်ဘူးလာကြ